ချန်ပီယံဖြစ်ခဲ့ရင် ပေါင်သန်း150နီးပါးရရှိမယ် FIFA Club World Cup ပြိုင်ပွဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီဗီဒီယိုဖိုင်လေးထဲမှာဆိုလို့ရှိရင်တော့အခုဂျွန်း14ရက်မှာရှင်ပြိုင်မယ် FIFA Club World Cup အကြောင်းလေးကိုကျွန်တော်အနေနဲ့ရှင်းပြပေးမှာပဲဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ K-Sport Channel လေးကနေကြိုဆိုပါရစေကျွန်တော်တို့အခုဒီဂျွန်လာထဲမှာဆိုလို့ရှိရင်တော့ FIFA Club World Cup ပြိုင်ပွဲကျင်းပမှာဖြစ်ပြီးတော့အဲ့ဒီ World Cup အကြောင်းရဲ့ပါဝင်မဲ့အသင်းတွေနဲ့အတူရရှိမဲ့စုကြီးတွေရဲ့အကြောင်းတွေကိုကျွန်တော်ဒီကျွန်တော်ဒီဗီဒီယိုလေးထဲမှာရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အခုဂျွန်လာ14ရက်နေ့မှာဆိုလို့ရှိရင်တော့ FIFA Club World Cup ပြိုင်ပွဲကြီးဟာစတင်မှာဖြစ်ပြီးတော့ ဒီဒီပြိုင်ပွဲစဉ်တစ်ချက်လုံးမှသာအနိုင်ရရှိခဲ့ပြီးတော့ဘိုးဆွဲခဲ့မယ်ဆိုလို့ရှိရင်ပေါင်တန်း150နီးပါးထိစုကြေးရရှိမှာပဲဖြစ်ပါတယ်ဒီကလန်ဝါကပြိုင်ပွဲကြီးကိုတော့အသင်း32သင်းပါဝင်ရှင်ပြိုင်ကစားကြမှာဖြစ်ပြီးတော့ဥရောပအသင်း12သင်းလည်းပါဝင်လာတာပဲဖြစ်ပါတယ်